ားမေမေလာပါရှင်။ Listener Seven Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြမှာကတော့1939ခုနှစ်ဩဂုတ်လတော့သူရိယာမဂ္ဂဇင်းမှာဇာယီဆရာကြီးဇဝနရေးသားခဲ့တဲ့သတို့သမီးလိုအမည်ရတဲ့ဝိတ္ထုတူလေးပဲဖြစ်ပါရရှင်။ကျမကိုကဲပါကဲပါလွတ်အောင်လှုပ်ဆန်းပါလို့အလွန်ထိတ်လန့်ကြောက်ရွံ့သောအမူအရာနဲ့ ကားပေါ်ကိုအတင်းပြေးတက်လာတဲ့မိမပြိုကလေးတဦးတယောက်ကို တွေ့ရရင်မိသည့် driver မဆို အောင်စိန်ကဲ့သို့ပြုတ်လုံမိမှမလွဲချေအောင်စိန်မှာ driver ပင်ဖြစ်တော်လဲလူအများအထင်သေးခံရလေရှိသောဂျဘိုးခိုင်းဝင်တဲ့ကမဟုတ်ပဲမိမိရဲ့ကိုပိုင်ငွေ အနှဲငယ်မျှနဲ့ဘီလက်သို့ပြန်သွားတဲ့မျက်နှာဖြူတဦးထံမှဈေးသက်သာစွာနဲ့ဝယ်ယူရရှိလိုက်သော တပတ်နွမ်းကားလေးကို ကိုယ်တိုင်မောင်း၍ private taxi ဆွဲနေတော်သူတယောက်ဖြစ်ပေတယ်။ထို့သောကိုပိုင်ဥษาအင်အားကလေးနဲ့ဖြောင့်မှန်စွာ ရှာဖွေစားတောက်နေသူတဦးဖြစ်သည့်အတိုင်းအောင်စိန်ဟာအခြားသော driver များကဲ့သို့လက်ဖက်ရည်ဆိုင်မှာဟေးလာဝါလာနဲ့အချိန်ကုန်၍မနေတတ်ချီ order မလိုက်ရသဖြင့် car stand တွင်ရပ်နေရသည့်အခါမြည်သည့်အခါမျှအလကားနေလိမ့်မရှိဘဲ car stand တွင် လာ၍ရောင်းတဲ့ သတင်းစာကလားများထံမှသတင်းစာကိုတပြားနှစ်ပြားပေး၍အငားဖတ်ရှုကမြို့ရေးရွာရေးတိုင်းရေးပြည်အတွက်အမြဲတမ်းကြည့်ရှုအကြံထုတ်နေတတ်သူတယောက်ဖြစ်ပေတယ်။အဲ့ဒီနေ့တွင်တော်မစင်လမ်းမှာအငိမ့်စားဝင်တော့ကြီးဦးထွန်းအောင်ဒေါ်တော်ရှင်တို့ရဲ့သမီးမသိန်းနှွဲ့နဲ့ပြင်းမနာမျိုးမြေပိုင်ရှင်တထေးဥပတော်တို့လက်ထက်မဲ့တည်င်းကိုတည်င်းစာ၌ဖတ်ရှုတွေ့ရှိရလျား အဲ့ဒီမင်္ဂလာဆောင်မှာ ကားများကို အသင့်ငားရန်ထားမိပင် ဖြစ်တော်လဲညီသည့်မင်္ဂလာဆောင်မဆိုငားထားသော ကားများခရီးလွန်နေစဉ်အရေးတကြီးပြေးရန်လွှားရန်ကိစ္စများပေါ်ပေါက်တတ်သည့်အတိုင်းမိမိလည်းထိုအိမ်ရှိမှကားသွား၍စိုက်ထားကယခုအလကားနေရသည်နှင့်ဆိုင်အော်ဒါရကောင်းရနိုင်သေးတယ်လို့နှလုံးပြုကထိုအိမ်ရှိသို့သွားရောက်၍ကားစိုက်ထားရင်ငားလာသောသတင်းစာတွင် မဖက်ရသေးသည့်တည်င်းများကိုဆက်လက်ဖက်ရှုနေလေထိုအခိုက်မှာကျမကိုကယ်ပါဟူသောအတန်ကိုကြားလိုက်ရသောအခါ ထိတ်လန့်အံ့အားသင့်ပြီးကြည်နေမိလေ driver တို့မြည်သည်မှာလူအမျိုးမျိုးနဲ့တွေ့ကြုံနေကြရ၍လူအကြောင်းကောင်းကောင်းသိသူများဖြစ်ကြပေတယ်တို့ရတွင် အထူးသဖြင့်မကောင်းမှုနဲ့အသက်မွေးသောမိန်းကလေးများကိုသာအတွေ့များ အကြုံများကြလျာမိန်းမနဲ့ပတ်သက်လာတဲ့အခါ မိန်းကလေးတယောက်တည်းသွာလာခြင်းကိုတွေ့ရမြင်ရရင်မိတို့ပင်မိန်းမကောင်းကလေးတယောက်ဖြစ်စီကားမူမိသည့်အခါမြအကောင်းဟုမထင်တတ်ကြသေးတာလင်များကြပေလေအောင်စိန်မှာမူထိုမိန်းမပြိုလေးရဲ့တင့်လွင်သောအဝတ်အစားများကို၎င်းသားနာစွာပြုပြင်ဖီလိန်ထားသောမျက်နာကို၎င်းတွေ့ရှိရခြင်းအဖြစ်အထင်သေးခြင်းမဖြစ်မိပဲမိသူများပင်ဤလိုတိလိုသောစိတ်ဖြစ်ပေါ်မိလျက် ခပြားဘသူလဲဘဲကလဲလို့မေးလိုက်လေတယ်။ကျမလက်ထက်မဲ့သတို့သမီးမသိမ့်နှဲ့ဟူသောအဖြေကိုသာကြားလိုက်ရသည်တွင်အောင်စိန်ဟာအနှဲငယ်မြဆိုင်းငံ့စဉ်းစားနေခြင်းမပြုတော့ဘဲလက်ထဲရှိတင်းစာကိုဘေးသို့ပြစ်လိုက်ကလာလာတက်တက်လို့ဆိုရင်တကားကိုဖွင့်ပေးပြီးကားပေါ်သို့မိမ့်မပြိုကလေးရောက်တာနဲ့တပြိုင်နက်ကားတကားကိုပြန်ပိတ်၍လှင်းမြန်စွာဆက်နှိုးမောင်းနှင်သွားလေတယ် အောင်စိမ့်မှာသတင်းစာတွင်ဖတ်ရှုရကြတဲ့ကမသိန်းနှွဲ့နဲ့လက်ထက်မဲ့သူဟာမြေပိုင်ရှင်တထေးတယောက်ဖြစ်တာကို တွေ့ရခြင်းအဖြစ်အသက်အရွယ်အလွန်ကွာခြားမြေမှာမလွဲလို့တထစ်ချယူမှတ်ခဲ့ရာယခုကဲ့သို့တတို့သမီးပြေးလာတာကို တွေ့ရသည့်အခါတွင် အသက်အရွယ်ကြီးသူနဲ့မပေါင်းသင်းလို၍ထွက်ပြေးလာခြင်းဖြစ်တယ်လို့ရိပ်မိပြီးကားပေါ်သို့တင်၍မောင်းနှင်ပြေးခဲ့ခြင်းဖြစ်ပြီးတော့တယ်။အောင်စိန်ဟာ မည်သည့်နေရာဟူ၍ရည်ရွယ်ချက်မရှိဘဲအတော်ဝေးလံ၍မျက်ခြေပြက်လောက်တဲ့နေရာကိုရောက်ရှိမှနောက်သို့လှည့်ကာဘဲသွားမလဲလို့မေးလိုက်လေမိမပြူကလေးဟာရုတ်တရက်အဖြေမပေးနိုင်ဘဲငေးမော၍ကြည်နေပြီးမှကျမဘဲကိုသွားရမှမသိဘူးလွတ်တဲ့နေရာတစ်ခုခုကိုပို့ပါလို့ပြောလေအောင်စိမ်မှာထိုကိစ္စကိုကားမောင်းနေရင်တိုင်ပင်၍မဖြစ်ခဏခဏနောက်သို့လှည့်၍စကားပြောရရင် ကားတိုက်မာကိုတိ၍ကားကိုထိုးပြီးရက်လိုက်ရာမိမပြိုကလေးဟာအလန့်တကြားအောင်စင်ရဲ့လက်ပင်ကိုလှမ်းဖက်ရင်းဘာလဲဘာလဲဘသူတွေတွေ့လို့လဲတုံတုံရင်ရင်မေးလေတယ်ဘသူမှမလိုက်ပါဘူးတိုင်ပင်မလို့ပါလို့ဆိုမှမိမပြိုကလေးဟာရှက်ကိုရှက်ကန်းနဲ့လက်ကိုဖြည့်၍နောက်သို့ပြန်မိပြီးထိုင်လိုက်လေတယ်အောင်စင်မှာမိမပြိုကလေးရဲ့အတွေ့အထိကို ခံစားလိုက်ရတဲ့အတွက် ရုတ်တရက်စကားမပြောနိုင်ပဲရှိနေပြီးမှအတိရှိတယ်မဟုတ်လားအတိအိမ်သွားမလားလို့မေးလိုက်လေတယ်အတိတွေတော့ရှိပါရဲ့အတိတွေစီ သွားနေရင်ချက်ချင်းပြန်တွေ့သွားမှာပဲတခြားလဲဘယ်သွားရမှန်းမသိဘူးလို့ဆိုပြီးရင်အောင်စင်ရဲ့မျက်နှာကိုတေးချစွာအကဲခတ်၍နေပြီးနောက်မတော်မတရားလုပ်မဲ့လူစားတွေကမဟုတ်လို့ယုံကြည်စိတ်ဖြစ်ပေါ်ကရှင့်ကိုကျမအားကိုးပေးရစီရှင် ရှင့်ကျမကိုကယ်ဆယ်လက်ဆနဲ့ဆက်ပြီးကယ်ဆယ်ပါတော့လို့ တောင်းပန်လေးတယ်။အောင်စိမ်မှာမသိန်းနှွယ်အားတနီးနီးနဲ့မိမိလျှို့ဝှက်ထားခြင်းဖြင့်မိမိအပေါ်တွင်အပြည့်ရောက်မီမရောက်မီကို မတွေးတောနိုင် မစင်စားနိုင်တော့ပဲ၎င်းရဲ့တနာစရာအတန်ကလေးကိုကြားရခြင်းဖြင့်စိတ်၌ထိခိုက်သွားကဒီလိုဆိုရင်ကျုပ်တို့စီမှာလိုက်ပြီးနေမလားကျုပ်အိမ်မှာတော့ကျုပ်အမေတယောက်တည်းရှိတာပဲလို့ပြောလေတယ်မိမပြိုကလေးဟာခိတ္တမြစဉ်းစားနေပြီးမှ ဒီလိုဆိုရင်လည်းကျေးဇူးတင်ပါတယ်ရှင်။ကောင်းမယ်ဆိုရင်တင့်တယ်လို့စီမံပေးပါတော့လို့ပြောလိုက်လေတယ်။အောင်စိန်မှာထိုနှစ်အဖို့မိမိမျှော်လင့်ချက်နဲ့မကိုက်ကာကာမရဒုက္ခတဲ့ကလေးတယောက်ကိုကယ်ဆယ်လိုက်ရခြင်းပင်ဖြစ်ပေတော့တယ်လို့တွေးမိတော့လေ။ကာကာမရမှာကိုဝမ်းမနေလှပချောမောသောမိမပြိုကလေးတယောက်ကိုတွေ့ရခေါ်ရခြင်းကိုပင်ကြည်နဲ့လျက်ရှိတဲ့အပြင်ထိုမိမပြိုကလေးမှာအထက်တန်းစားတဲ့မှဖြစ်တဲ့အတွက် တနေ့နေ့ကြာရင်မိမိရဲ့ကားကထပ်ပို့၍ရနိုင်လိမ့်မယ်လို့မျှော်လင့်ကမသိန်းနှွဲ့အားအိမ်တို့ခေါ်ပြေးလေတယ်။နောက်တနေ့နဲ့နဲ့မှာအောင်စိန်ဟာကားစတင်းတို့အရောက်နောက်ကျတာကို တွေ့ရပြီ။အိမ်မှာဧည့်သည်မိမပြိုကလေးတယောက်ရောက်ရှိနေခြင်းကိုထောက်တော်ခါတိုင်းကဲ့သို့အချိန်မမှန်မဲနောက်ကျနေခြင်းမှာအံ့ဩဖွယ်မရှိဖြစ်ပေတယ်။ကားစတင်းတို့ရောက်တာနဲ့တပြိုင်နက်သတင်းစာထဲမှာထူးထူးခြားခြားသတင်းတွေ့ရမလားလို့ သတင်းစာတစ်စောင်းကိုငှား၍ကြည့်ရှုရှာဖွေရာမိမိမျော်လင့်တဲ့အတိုင်းပဲမင်္ဂလာဆောင်သူတို့သမီးပျောက်ဆုံးသွားခြင်းဆိုသောစက်လုံးကြီးများကို တွေ့ရလေတဲ့အောင်စိန်ဟာစိတ်အားထက်သန်စွာ သတင်းကိုရှောက်၍ဖတ်ကြည့်ရာတွင်သူတို့သမီးမှာမြည်သည့်အချိန်တွင် ထွက်သွားသည်ကိုမသိရတော့လဲနောက်ဆုံးတွေ့ရမြင်ရတဲ့အချိန်ကိုထောက်ရှုခြင်းအဖြစ်ညနေမင်္ဂလာမဆောင်မီကလေးတွင်ကြိုက်၍ထွက်ပြေးသွားတယ်လို့ယုံကြည်ရကြောင်း သူတို့သမီးမှာတယောက်တည်းထွက်ပြေးသွားသည်တဦးတယောက်နဲ့လိုက်သွားသည်ကိုအသေးအချာမသိရတော့လဲအများကမူသူတို့သမီး၌ငယ်ချစ်ရီစာဟောင်းရှိ၍၎င်းနဲ့လိုက်ပြေးခြင်းဖြစ်မဲလို့အများကယူဆနေကြောင်းသူတို့သမီးကိုယခုထိရှာဖွေ၍မတွေ့သေးကြောင်းကိုဖတ်ရှုရသည်တွင် အောင်စိန်ဟာဟဟပပရီမောမိလေမိမိနဲ့မသိန်းွဲ့တွေ့တဲ့အချိန်ဟာနနက်၁၇နာရီမြတာရှိသေးရာ သတင်းစာ၌ရေးသားထားတာ ਨੇ လွဲနေ၍တကြောင်ငယ်ချစ်ရီးစား ਨੇ လိုက်ပြေးသွားတယ်ဟု၍တကြောင်ဒီအကြောင်းတို့ဟာအောင်စိန်အားမပြုံးမရီပဲမနေနိုင်အောင်ဖြစ်စေလေတယ်အဲ့ဒီလိုတွေ့ရခြင်းဖြင့်သတင်းစာများသည် မကြာခဏအလွဲလွဲအမှားမှားဖြစ်တတ်တာကို အောင်စိန်ကဲ့သို့လူတစ်ယောက်ကပင်တယောပြုံးပြုံးမိကမိမိကားကို မကြာမကြာငှား၍စီးနေကြဖြစ်သောသတင်းတော့ကိုချစ်တင်နဲ့တွေ့ရင် ထိုအကြောင်းကိုပြော၍ နောက်လိုက်အောင်မယ်လို့စိတ်ကူးမိလေတယ်။ထို့သောတည်င်းတော့ကိုချစ်တင်ကို တွေးမိစင်မှာပဲဗျုံငနေလမ်းချားကလေးနဲ့ရောက်လာတော့ကိုချစ်တင်ကိုတွေးလိုက်ရတဲ့အခါအောင်စိန်မှာများစွာအံ့အားသင့်၍နေပြီးမှဆရာကိုချစ်တင် ခမည်းတော်အသက်ရှည်လို့စကားမဆုံးမီကိုလူစကားများမနေနဲ့တိတ်အရေးကြီးတဲ့တည်င်းတစ်ခုလိုက်เสียရရှိနေတယ်။ငញံမောင်းစမ်းပါလို့ပြောပြောဆိုဆိုလမ်းချားပေါ်မှာကိုချစ်တင်ဆင်းလာပြီး ကလားကိုပတ်စံပေး၍ကားပေါ်သို့တက်လိုက်တာကိုတွေ့ရသဖြင့်အောင်စိန်မှာမိမိစကားကိုမဆက်နိုင် ပြောမယ်စကားကိုပင်မေ့သွားကာကားကိုအရင်ဆက်နှိုးပြီးနောက်ဘယ်လဲဆရာလို့မေးလိုက်လေပလက်ယုံကြီးကို အောင်စိန်ဟာ အလုတ်အကြောင်းကောင်းစွာနားလည်နေသူတယောက်ဖြစ်သည်နှင့်အညီစကားအပူထက်၍မမေးတော့ဘဲလှေမြန်စွာမောင်း၍ထွက်လာလေအောင်စိန်မှာကိုချစ်တင်ဟာ အလွန်အရေးကြီးသောသတင်းတစ်ခုကိုလိုက်နေကြောင်းသိရ၍ထိုအကြောင်းကိုများစွာသိကျင်လှပေတော်တယ်။တို့ရာတွင်မိမိအလုပ်ကိုဥစွာခြေပုံအောင်လုပ်ဖို့ရှိတာကိုနှလုံးပြုမိတာကြောင့်ပလိယုံကြီးသူကားဆိုင်၍ရက်လိုက်တဲ့အခါကျမှဆရာနေပါဦးဘလို့သတင်းလဲဆိုတာပြောခဲ့စမ်းပါအောင်လို့မေးလေတယ်။တုတ်ပြောနေဖို့အချိန်မရဘူး။သိကျင်ရင်အပေါ်လိုက်ခဲ့။ DM ယုံကိုလိုက်ခဲလို့ပြောပြောဆိုဆိုကိုချစ်တင်စင်းသွားလေတယ်။အောင်စိန်မှာ အလွန်မဲ့တည်ကျင်လာသဖြင့်ကားကိုအတန်းတွင်ရပ်ထားခဲ့ပြီးနောက်ကိုချစ်တင်ရဲ့နောက်သို့အမြန်လိုက်သွားလေတယ်။ဒီစထရိတ်တရားသူကြီးရဲ့ရုံးသို့ရောက်သောအခါရုံးငန်းထဲမှာတရားသူကြီးရဲ့ရှေ့၌မိမပြူတဦးနဲ့ယောက်ျားပြူတဦးနှစ်ဦးသဘောတူလက်ထပ်၍လက်မှတ်ရေးထိုးနေကြတာကိုတွေ့ရလေတယ်။ကိုချစ်တင်ဟာ၎င်းတို့ရဲ့အကြောင်းကိုသတင်းလဲယူရင်းအတိတ်သက်တဲ့အဖြစ်လဲလက်မှတ်ရေးထိုးရန်လိုက်လာခြင်းပင်ဖြစ်တာကိုတွေ့ရလျား ထိုချစ်သူနှစ်ဦးတို့မှာအတော်အေးပါအရာရောက်လိမ့်မယ်လို့အောင်စိန်ရဲ့စိတ်၌ယုံကြည်မိလေတယ်။ချစ်သူနှစ်ဦးတို့ဟာလည်းမိမိတို့ကိစ္စကိုလင်းမြန်စွာပြီးစီးအောင် ပြုလုပ်ကြပြီးနောက်လူသူမသိစေရန်လင်းမြန်စွာပျောက်ွယ်သွားကြလေတယ်။အဲဒီနောက်ကိုချစ်တင်ထွက်လာသည့်အခါကျမှအောင်စိန်ကဆရာဘသူတွေလဲပြလို့မေးလိုက်လေ။ဒီနေ့သတင်းစာထဲမှာပါတဲ့လက်ထက်မဲ့စဲစဲထွက်ပြေးတဲ့သတို့သမီး မသိန်းနွယ်ဆိုတာသူပေါ့ဟိုဟာက သူ့ยีစာမောင်မောင်လွင်ဆိုတာလို့ပြောပြရာထိုစကားကိုကြားရတာနဲ့တပြိုင်နက်အောင်စိန်မှာမျက်လုံးပြူး၍တွားလေတယ်အောင်စိန်မှာအိမ်၌ရှိသူလဲတတို့သမီးမသိန်းနွယ်လို့သိရလေရာယခုမိန်းကလေးသည်အစ်စ်အမှန်ဖြစ်ခဲ့ရင်အိမ်ကဟာမိသူနီးလို့စဉ်းစား၍မရနိုင်လောက်အောင်ရှိလျက်ဟင်းဒါဖြစ်အိမ်ကားလို့ဆိုလိုက်မိ၍ကိုချစ်တင်က ဘာဖြစ်လို့လဲလို့မေးလိုက်မှထိုစကားကိုပြော၍မဖြစ်ကြောင်းမြည်သူများအသိပေး၍မဖြစ်သေးကြောင်းရုတ်တရက်စဉ်းစားမိက စကားကိုအဆက်ကောင်းအောင် လွှဲပြောင်း၍ပြောလိုက်လေတဲ့အောင်စိန်ဟာကိစ္စများပြီးစီချောမောတာနဲ့တပြိုင်နက်အိမ်တို့လှင်မြန်စွာ ပြန်၍လာလေတဲ့အိမ်မှာရှိသောမသိန်းွယ်ဟာမြည်သူနီးအဘေကြောင့်ဟန်ဆောင်၍နေသည်နီးအိမ်ကမသိန်းွယ်ဟာ မသိန်းွယ်အစ်စ်လော ယခုလက်ထက်သွားသည့်မိန်းကလေးသာလျင် အစ်စ်လောလို့တိလိုလှသဖြင့်၎င်းအားပေါ်အောင်မေးမြန်းမယ်လို့ရည်ရွယ်၍လာခဲ့ခြင်းဖြစ်ပေတယ်။မသိန်းရွယ်ဟာမနက်ကပြုံးပြုံးရွှင်ရွှင်နဲ့ထွက်သွားသော အောင်စိန်ရဲ့မျက်နှာနဲ့ယခုမှုံကုတ်ကုတ်ဖြစ် ပြန်၍လာသောမျက်နှာကိုခွဲခြားတွေ့မြင်ရသည်တွင်စိုးရင်ပူပန်ခြင်းဖြစ်မိကညှိုးငယ်သောမျက်နှာဖြင့်စိုက်၍ကြည့်နေမိလေတယ်။ဒီမှာခမည်းဘသူလဲမှန်မှန်ပြောစမ်းပါကျမ ကျမမသိန်းွဲ့လေဘသူထင်လို့လဲခမားမသိန်းွဲ့မဟုတ်ဘူးငသိန်းွဲ့အစ်စ်ကိုတွေးခဲ့ရပြီ အခုပဲရုံးမှလက်ထက်သွားကြတယ်မင်းမပြူဟာညိုးငယ်တွေးဝေနေရမှမျက်ရည်ကလေးများယိုစီး၍ကြလာက ကျမမသိန်းွဲ့အစ်စ်မဟုတ်ဘူးဆိုတာမှန်ပါတယ်လို့ပြောလိတယ်အောင်စိန်ဟာဒေါသနဲ့ဆက်လက်မေးလိုက်ပြီးကြံစီမိပြီးမှငိုယိုနေသောမျက်နာကလေးကိုမြင်ရသဖြင့်မမေးရနိုင်ပဲစိတ်ညွတ်ပြောင်းသွားလိတော့တယ် ကဲအကျိုးအကြောင်းပြောပြစမ်းပါဦးဘလို့ဖြစ်ပြီးဒီလိုပြောဒီလိုထွက်ပြေးလာတာလဲမိမပြိုကလေးဟာအောင်စိန်ရဲ့ပျော်ပြောင်းသောလေတံကိုကြားရ၍အားတက်လာပြန်ကမျက်ရည်ကလေးများသိမ့်ပြီးရင်ကျမနာမည်အရင်ကမတ်လဝင်းနဲ့အလုတ်ကတော့ပန်းဆိုးတန်းမှာရှိတဲ့ပိုးစစ်နန်းတော်တိုက်မှာလောက်ရတယ်ကျမတို့တိုက်ကမင်္ဂလာဆောင်တိုင်းလိုလိုတို့သမီးဝတ်ဖို့အဝတ်အစားတွေတခြားအသုံးဆောင်တွေအမြဲချုပ်လုပ်ပေးနေရတယ် ကျမအလုတ်ကဓာရီလဲရောင်းရတယ်။ဝဲသူကိုဝှစ်ပြီးပြရတယ်။ရောင်းပြီးတော့လဲမင်္ဂလာဆောင်မဲ့တို့သမီးစီကိုတွားပြီးစင်ပေးရတယ်လို့ပြောပြီးခိတရက်နာလိုက်လေ။မနေ့ကတော့ကျမအဝတ်အစားစင်ပေးရအောင်အသွားမှာတို့သမီးဝှစ်ဖို့တို့သားကလက်ဖွဲ့တဲ့လက်ဝတ်လက်စားတွေကစိန်ဆွဲကြိုးတကုံပျောက်သွားတယ်။ဒီဆွဲကြိုးဟာကျမမခိုးတာအမှန်ပဲ။ဒါပေမဲ့ဘက်နဲ့ဘက်နဲ့ ကျမလက်ကန်အိတ်ကလေးတွေရောက်နေမှမသိဘူးပျောက်တယ်ဆိုပြီးရှာကြတော့မှ ကျမသိရတော့ပြန်ပေးရင်လဲအပြစ်ရှိတော့မယ်မပေးရင်လဲအပြစ်ရှိတော့မယ်ဆိုတာသိပြီးသူတို့မရိပ်မိခင်ကြောက်ကြောက်နဲ့ထွက်ပြေးခဲ့တာပဲကျမစင်းပြေးတာနဲ့တပြိုင်နက်သူတို့သိပြီးလိုက်ကြတော့မှာပဲလို့စိုးရိမ်တာနဲ့အိမ်ကိုမပြန်ရဲပဲဒီကိုလိုက်လာရတာပဲအိမ်ကဘာမှလဲကျမတငယ်ချင်းတွေနဲ့နေတယ်ဘိုးအောင်ညိုလန်းကမင်းကလေးဟိုစတယ်မှာ နို့အဲ့ဒီဆွဲချိုးကိုလာဝင်းဟာမိမိရဲ့လက်ကင်အိတ်ကလေးကို ထား၍ယူပြီးရင်အိတ်ထဲမှဆွဲချိုးကိုထုတ်၍ပေးလေတယ်။အောင်စိန်ဟာဆွဲချိုးကို အတန်ကြာကြည့်ပြီးနောက်ကြံရမရတကယ်တို့ကလတ်ထိုင်ပေါ်တွင်ထိုင်၍စဉ်းစားနေလေတယ်။လာဝင်းဟာဤဆွဲချိုးကိုအကယ်ပင်ခိုးသည်ဖြစ်စေမခိုးသည်ဖြစ်စေ၎င်းအပေါ်၌အမှုကားရှိနေပြီ။လာဝင်းကိုကြည့်ခြင်းအဖြစ်ခိုးတက်သည့်မိမစားတဲ့ကတော့မဟုတ်လို့ အောင်စိန်ရဲ့စိတ်ထဲ၌ယုံကြည်မိတယ်။သို့ရာတွင်၎င်းရဲ့လက်ထဲမှာဆွဲကြိုးကို တွေ့နေရခြင်းကိုမြည်သည့်ပလိကမှမခိုးလို့ယုံကြည်မှာမဟုတ် ထို့သို့တွေ့နေရခြင်းဖြင့်အပြစ်လဲကြီးလေး၍နေလေပြီးအပြစ်ရှိ၍နေသောမိန်းကလေးတစ်ယောက်ကိုမိမိဤအိမ်၌ထားရန်မဖြစ်နိုင်မိမိအပေါ်၌ပင် အမှုပိုက်၍လာတော့မယ်သို့ဖြစ်တာကြောင့်မြန်မြန်နှင်ချမှဖြစ်တော်မည်လို့တွေးမိလေသို့ရာတွင် အောင်စိမ်းမှာထိုတို့နှင်ရန်စိတ်ကိုတင်း၍မရတော့ကြည်လှောင်ဝင်းရဲ့ညှိုးငယ်သောမျက်နှာတနာပွေတောင်းပန်သောအတန်ကလေးတို့ဟာအောင်စိမ်းရဲ့စိတ်ကိုနူးညို့ပြော့ပြောင်းနေခဲ့စီလီပြီဖြစ်တယ်။လှောင်ဝင်းအပေါ်၌ကြီးစွာဂယုနာတက်၍နေခဲ့ပြီဖြစ်လို့မနှင်ရက်နိုင်တော့ပဲအပြစ်ကိုလွတ်အောင် ပြုလုပ်ရန်ကိုသာ အကြံထုတ်ရပြန်လေတော့တယ်။ထို့သောအကြံထုတ်ရာတွင်ငါးချောင်းခေါ်ဘိုးတုံနဲ့ တတဲ့နောက်ကိုချစ်တင်တို့ကိုပြေး၍တတိယမိလေအရေးရှိရင်ဤမိတ်ဆွေနှစ်ဦးတို့ဟာညာစွာအကူအညီရတာကိုကောင်းစွာသိခဲ့ဘူးပြီဖြစ်တယ်။ငါးချောင်းခေါ်ဘိုးတုံမှာကပိုက်နိုင်နာမည်ကြီးတယောက်ဖြစ်၍၎င်းရဲ့လက်ငါးချောင်းကိုမှဲ့ခေါ်ထားခြင်းဖြစ်ပေတယ်။ဘိုးတုံမှာယခုအခါကပိုက်နိုင်အလုတ်ကိုစွန့်လွှတ်၍လူကောင်းတယောက်ဖြစ်နေတော်လဲကပိုက်နိုင်များတခိုးများအပေါ်တွင်ဩဇာရှိသူတယောက်ဖြစ်သဖြင့် တနည်းနည်းအားဖြင့်အကူအညီပေးနိုင်မယ်လို့ယုံကြည်ကလှောင်ဝင်းရဲ့ဆွဲကြိုးကို တောင်းယူလာပြီးရင်ဘိုးတုံးနဲ့ကိုချစ်တင်တို့အားလက်ဖက်ရည်ဆိုင်တဆိုင်တို့ခေါ်၍အကျိုးအကြောင်းပြောပြလေ။ဒီတော့ငါကဘဲနဲ့လှုပ်ပြီးစီခြင်းတလဲလို့ဘိုးတုံးကမေးလေ။မင်းမှာတပည့်တွေပေါ်တယ်။အဲ့ဒီတော့မင်းတပည့်တယောက်ယောက်ကိုကိုအိမ်နဲ့ခိုးဝင်ခိုင်းပြီးဒီပစ္စည်းပြန်ပေးစီခြင်းတာပဲ။ဒီတင်းဟာမင်းပြောသလောက်မလွယ်ဘူး။ ခိုးတော့ကမမိပြန်ပို့မှမိနေရင်အချောင်ထောင်ကြနေမယ်ထို့အခါမှကိုချစ်တင်ဟာတစုံတစ်ခုစဉ်းစားမိဟန်ဖြစ်မင်းနေပါစေဒီကိစ္စကိုငါလုပ်မယ်လို့ဘိုးတုတ်အားပြောပြီးနောက်အောင်စိန်အားဒီလိုလို့ကျုပ်တို့သတင်းစာဆရာဆိုတာဘဲအိမ်မစိုးဝင်လို့ထွက်လို့ဖြစ်တယ်အခုလိုအိမ်မျိုးတော့ခိုးရလိုက်ပြီးတဲ့အကြောင်းသတင်းမေးရအောင်အသွားမျိုးနဲ့သွားရင်ဝင်ဖို့ဘာမှမခဲရင်ဘူး ကြာကြာနာနာတော့ဧကန်အောင်မယ်အဲ့ဒီတော့ကျုပ်သွားပြီးတည်ယူတဲ့အနေနဲ့အလစ်မှာဆိုဖာကြီးနောက်မိကြတယ်ချထားခဲ့မယ်လို့ပြောပြလိုက်တယ်ထို့အကြံမှာလွန်စွာလွယ်ကူဖြစ်မြောက်နိုင်သည့်အတိုင်းအောင်စိန်မှာကဲဒါဖြင့်ရော့ဆရာဟောဒီမှာဆွဲကြိုးဆရာကျေးဇူးတသက်လုံးမမေ့ဘူးလို့ဆို၍ဆွဲကြိုးကိုထုတ်ပေးလိုက်တယ်ထို့အခိုက်တွင်ဘိုးတုတ်ကမှန်းဆန်းမှန်းဆန်းလို့ဆိုပြီးကြားဖြတ်၍လှမ်းယူကာ ဆွဲကြိုးကိုတေးချစွာကြည့်လေတယ်။ဒီဆွဲကြိုးအဟုတ်ပဲလား။အဟုတ်ပေါ့ကွာ။ဟာဟုတ်ပါမလားကွာ။ဒါစိန်အစစ်မှမဟုတ်ပဲ။ဒါတို့ဗေဒစိန်တွေပဲ။နောက်ပြီးကြိုးကလည်းရွှေအစစ်မဟုတ်ဘူး။အိန္ဒိယကအခုပေါ်တဲ့ Orient ဆိုတဲ့ရွှေအတုနဲ့လုပ်ထားတာ။ဒီရွှေဟာမှတ်တင်ခန်းငရဲမီအစားခံတယ်။တစ်ခုလုံးမှဘာမှမတန်ဘူး။ဟင်းဟုတ် ကိုချစ်တင်တဲ့အောင်စိန်တို့ကစိုးမိကြလေဘိုးတုံမှာနှိုက်နေကြဖြစ်၍အတုနဲ့အဆက်ကောင်းစွာတည်သူဖြစ်လို့အောင်စိန်မှာမငင်းနိုင်ပဲရှိလေတဲ့ဒါဖြစ်ရင်တခုခုတော့အကြောင်းရှိနေပြီအိမ်ကလူကို ပြန်ပြီးမေးအောင်မှာပဲအမကိုလူကအခုကတည်းကအိမ်ကလူလေးဗာလေးနဲ့ခေါ်နေပြီလားလို့ကိုချစ်တင်ကစိုးလေတဲ့ဆရာမသိဘူးဆရာတော်တော်ကိုနှိပ်တာကျွန်တော်အတော်ပဲစွဲနေတယ်နို့မဟုတ်ရင် သူ့အတွက်ဒါတော့အပင်မခံနေပါမလား။တိရကလေးကဘာဖြစ်ဖြစ်ဆိုပြီးဂတ်ကိုပို့လိုက်ပြီ။မင်းဟာအသာနေစမ်းပါဦး။ဒီတော့မင်းဘလို့ဆက်ပြီးလုံးပါလဲလို့ဘိုးတုတ်ကမေးလေ။ဒီနေ့တော့အချိန်မရှိဘူးဗျာ။မနှက်ပြမနှက်စောစောဒီဆိုင်မှာတွေ့ကြသေးတာပေါ့။ဒီကနေ့မလှဝင်းစီကအချိုးအချောင်းနောက်ထပ်တိရမှာပေါ့။ထို့တို့ပြောဆိုခွဲခွာခဲ့ကြပြီးနောက်အောင်စိန်အိမ်သို့ရောက်၍လှဝင်းအားအချိုးအချောင်းပြောပြမေးမြန်းရာ လာဝင်းဟာအတန်ကြာစဉ်းစားနေပြီးမှတစုံတစ်ခုကိုတတိယဟန်ပြလေတယ်။ဒီလိုရှင့်ကျမမသိန်းရွက်ကိုပြင်ဆင်ပေးနေတော့ကိုအုံးဖေးဆိုတဲ့လူတစ်ယောက်လည်းရှိတယ်။လက်ဝတ်လက်စားတွေကိုမှန်ပြီးတော့မှတင်ထားတယ်။ကျမလက်ကင်အိတ်လည်းအဲ့ဒီပုံမှာပဲချထားတယ်။ဆွဲကြိုးကိုစောစောကတွေ့ရသေးတယ်။တက်မယ်ကြံတော့မရှိတော့ဘူး။ဒါနဲ့ဟိုရှာဒီရှာနဲ့ရှာကြတော့အခန်းထဲမှာကျမနဲ့ကိုအုံးဖေးနဲ့ကြံရပြီးကိုအုံးဖေးက ကျမအိတ်ဖွင့်ကြည့်ပြီးကျမကိုခေါ်ပြတယ်။ "नो ဒီကလေးကသူကမဆွတ်ဆွဲဘူးလား။မဆွတ်ဆွဲဘူး။ဒါမက်လာဝင်းတရေအိတ်လား။ယော့ယော့ညံ့ညံ့ယူပြီးပြေးပြီးတော့တွေ့သွားရင်ဒုက္ခပဲလို့ဆိုတာနဲ့ကျမလည်းမစင်စားတတ်တော့ပဲစင်းပြေးလာမိတာပဲ။အောင်စိန်ဟာကြာကြာစင်းစားမနေပဲ။ဒါဖြစ်အဲ့ဒီလူရဲ့အကြံပဲ။သူခိုးထားပြီးမက်လာဝင်းကိုယုံထင်ကြောင်ထင်ဖြစ်အောင်လုပ်တာ။ဒီကောင်တော့ဒုက္ခရောက်အောင်လုပ်လိုက်မှာပဲလို့ဆိုလေတယ်။ ။နောက်နေ့မှာကိုချစ်တင်ကိုဘိုးတုံးနဲ့အောင်စိန်တို့တွေ့ပြီးတိုင်ပင်ကြရာကိုချစ်တင်ကဟေ့ဒီလိုလို့ကိုတို့အုံးဖေအိမ်ကိုသွားပြီးရှာကြမယ်လို့ဆိုလေတယ်။ဘယ်နဲ့လုပ်ပြီးဝင်မလဲ။ तू မရှိတော့ရှာရတာမခက်ဘူးလားလို့အောင်စိန်ကမေး၍ကိုချစ်တင်စဉ်းစားနေစဉ်ဘိုးတုံးကဘာခက်တလဲကွမလှဝင်လက်ရေးနဲ့ကိုအုံးဖေကိုနေ့ကဆွဲကြိုးအကြောင်းပြောရအောင်ဘဲဟိုတယ်ကိုလာခဲ့ပါ။ အခုလိုက်ခဲ့ပါစောင့်နေမယ်ဆိုတဲ့စာရေးပြီးခေါ်လိုက်တာပေါ့ဆရာကိုချစ်တင်တဲ့ငားနဲ့ရှာမယ်စာထဲမှာယခုလာသူနှစ်ယောက်ကိုအိမ်မှာစောင့်ခိုင်းထားပြီးယခုလွတ်လိုက်တော့ကားနဲ့လိုက်ခဲ့ပါလို့ရေးလိုက်တာပေါ့လို့အကြံပေးလေတယ်အတန်ကြာတဲ့အခါအုံးဖေဟာအောင်စိန်မောင်းသော private taxi နဲ့လိုက်ပါ၍လာလေတယ်အုံးဖေအိမ်မှာကြံရစ်ခဲ့ကြသောကိုချစ်တင်တဲ့ဘိုးတို့တို့မှာတအိမ်လုံးလက်ရမပြတ် လှန်လို့၍ရှာကြလေတယ်။ဘိုးတုံမှာအခိုးအဝတ်ကျွမ်းကျင်သူတယောက်ဖြစ်တော်လဲဆွဲကြိုးထားရာကူကရှာ၍မရနိုင်ပဲအုံးဖေအားအရှုံးပေးရတော့မယ့်အခြေအနေသို့ရောက်၍နေလေတော့တယ်။ဟိုတယ်မှာလှဝင်းနဲ့အုံးဖေတို့စကားပြောနေကြတာကို အပြင်မှကားနဲ့စောင့်နေသော အောင်စိန်မှာ မနာလိုနိုင်စိတ်မချနိုင်ဖြစ်၍နေလေတော့တယ်။ဟိုတယ်ပေါ်မှဆင်းလာပြီးကားပေါ်တက်၍ပြန်ထွက်လာသောအခါ ဒီဆွဲချိုးကို အလှပဲဆင်မာတော့အလှလေပင်မှာမြင်ရရင်ဝမ်းသာမှာပဲရောင်းပြလိုက်ရင်လဲရတဲ့ငွေအလှပဲသုံးပါအလှအပေါ်မှာဒီလောက်မြတ်တာစေတနာထားပါတယ်လို့အုံးဖေပြောတော်စကားကို အောင်စိန်ကြားတော့အခါကားကိုတစ်ပင်နဲ့ဝင်တိုက်ပြီးတက်ပြလိုက်ရကောင်းမလားဂက်ရှိတွင်ရက်၍ပလိတ်လက်အပ်ရကောင်းမလားလို့တွေးမိလေတို့ရာတွင်ညီသည့်အကျမ်းမြကြံ၍မဖြစ်နိုင်တာကိုစဉ်းစားမိကား လှဝင်းအမိတ်ပေးသည့်အတိုင်းအုံးဖေရဲ့အိမ်သို့ပြန်၍မောင်းရလေတယ်။အုံးဖေရဲ့အိမ်ကိုရောက်၍ကားဆိုင်လိုက်တာနဲ့တပြိုင်နက်နောက်မှကားတစ်စင်းလိုက်လာပြီးအိမ်ရှိတွင်ရက်တာကို တွေ့ကြရလေတယ်။ကားပေါ်မှဆင်းလာသောသူများမှပလိတ်အရာရှိများဖြစ်ကြတာကို တွေ့ရတဲ့အခါအားလုံးအံ့အားသင့်သွားကြလေတယ်။ဟေးမင်းတို့မပြေးကြနဲ့အိမ်ထဲကိုဝင် ကားပေါ်ကဒရိုက်ဘာလေးလိုက်ခဲလို့အင်စပက်တော်ကအမိန့်ပေးသဖြင့် အောင်စိန်မှာကားပေါ်မှာဆင်းရတာသုံးဦးသားပလိညာရှိကနေ၍ငြိမ်သက်စွာအိမ်ထဲသို့ဝင်ခဲ့ကြလေတယ်။အိမ်ထဲသို့ရောက်တော့အခါအင်စပက်တော်ဟာဘိုးတုပ်ကိုမြင်ရလျင်ပြုံး၍သွားကဟုတ်ပါပြီဒီကောင်ဒီအလုပ်ပြန်ပြီးလုပ်နေပြန်ကိုလို့မိမိရဲ့အဖို့အရာရှိအားပြောပြလေတယ်။တို့ရတွင် ကိုချစ်တင်ကိုတွေ့သောအခါအံ့အားတင့်သွားကြလေတယ်။ကိုချစ်တင်မှာတည်င်းတော့ဖြစ်၍ပလိတ်များနဲ့တည်နေသူဖြစ်ရာ အရာရှိနှစ်ဦးမှာထိုအမှုတွင် ကိုချစ်တင်ပါ၍နေခြင်းကိုအံ့ဩ၍မဆုံးနိုင်ပဲရှိကြလေ။ကိုချစ်တင်လည်းထိုသို့ပလိဘက်ကလူများနဲ့တွေ့နေရသည့်အတော့အတော်ပင်မျက်နာပူ၍နေမိလေ။ဘဲနဲ့ကိုချစ်တင်ခမားဒီလူတွေနဲ့ဘလို့ပေါင်းနေတာလဲ။ကိုချစ်တင်ခိတ္တမြစဉ်းစားနေပြီးမှမေးမနေပါနဲ့တော့ဗျာမြင်တဲ့အတိုင်းပဲခမားတို့ဝတ္တရားရှိတယ်လို့လောက်ကြပြီတော့လို့ပြောလိုက်သဖြင့်ပလိအရာရှိများမှာ ပို၍အံ့အားတင့်သွားကြလေထို့နောက်အရာရှိတစ်ယောက်ကဟစ်ကောင်လာခဲလို့ဘိုးတုတ်ကိုခေါ်၍စမ်းသက်ရှာဖွေကြည့်လေဘိုးတုတ်မှာ ရခင်ကပိုက်နိုင်ဖြစ်ခဲ့တော်လဲယခုလူကောင်းတစ်ယောက်ဖြစ်နေသည့်အတွက်ထို့သို့စမ်းသက်ခံရခြင်းကိုများစွာမနှစ်သက်သော အမူအရာမျိုးကိုပြကငင်းစံနေရာ ကိုချစ်တင်ကရှာပါစီလေးဟုဆိုမှငြိမ်၍ခံနေလေတယ်ထို့သို့တယောက်ပြီးတယောက်စမ်းသက်ကြည့်ရှုရာ အောင်စိန်ရဲ့အလက်သူရောက်သောအခါလှဝင်းမှာ အောင်စိန်အားမိမိပေးထားလိုက်သောဆွဲကြိုးကို၎င်းရဲ့ကိုယ်ထဲမှာရှာ၍တွေ့သွားမှာကိုစိုးရင်ပူပန်မိကဒီမှာရှင်သူတို့မှာအပြစ်မရှိပါဘူးကျမခိုးတာကျမကိုအပြစ်ပေးပါလို့ပြောလိုက်ရာပလိတ်မှာအံအားတင့်သွားကြလိမ့်တယ်မင်းခိုးတယ်ဆိုပေမဲ့ဒီအမှုမှာ၄ယောက်စလုံးနဲ့ပတ်သက်နေတယ်ဒါကြောင့်၄ယောက်စလုံးအပေါ်မှာအေးအေးယူရလိမ့်မယ်ယုံကြမှာ အပြစ်မရှိရင်မရှိသလိုထုချေကြလေတော့လို့ပလိတ်တယောက်ကပြောလိုက်လေထို့နောက်တယောက်စီထွက်ခိုင်းရာဘိုးတုတ်ရဲ့အလှဲ့သို့ရောက်သောအခါအကိုင်မခံညင်းဆန်နေပြန်သဖြင့်ဘိုးတုတ်အားငယ်နိုင်ဖြစ်နေတဲ့အတွက်ဟေးရုံးမနေနဲ့ငင်ငင်လိုက်ခဲလို့ဆိုပြီးနောက်ပြောင်ချော်ညှင်းဆဲသည့်အမူအရာဖြင့်အနီးရှိစပွဲတစ်လုံးမှအုတ်ထုပ်တစ်ခုကိုယူ၍ရော့ဒါဆောင်းလို့ဆိုကခေါင်းပေါ်သို့အတင်းဆွတ်လိုက်လေဒါကြောက်အုတ်ထုပ်မဟုတ်ဘူး မဟုတ်ပေမဲ့အခုတည်းကအကျင့်လုပ်တာထောင်ထဲကြရင်မင်းတော့ဒီအုတ်ထုတ်ဆောင်းရမှာပဲလို့ဆိုပြီးအုတ်ထုတ်ကိုအတင်းဆွဲ၍စွတ်လိုက်ပြန်လေတယ်အုတ်ထုတ်မှာဘိုးတုတ်ခေါင်းနဲ့မတော်ပဲသေးငယ်နေသဖြင့်ဘိုးတုတ်မှာမျက်ရည်ထွက်အောင်နာကျင်သွားသောကြောင့်အုတ်ထုတ်ကိုအတင်းပြန်၍ချွတ်ကာဒေါသဖြင့်လက်နှစ်ဖက်နဲ့ဆွဲ၍ဖြဲလိုက်ရာအုတ်ထုတ်ပြဲ၍မသွားတော်လဲအထဲကတရေပတ်ပြဲ၍သွားပြီးအထဲ၌ဝတ်ထားသော စိန်ဆွဲချိုးတကုံထွက်ကြလာတယ်။ထိုအခါမှပလိတ်များနဲ့တကွာအောင်စိန်တို့လေးဦးမှအံအားတင်သွားကြပြီးရင်အုံဖေမှမူမျက်လုံးပြူးသွားရာပြေးပေါက်ကိုရှာလေတယ်။တို့ရရင်မျက်စိရှင်သောပလိတ်တယောက်ရဲ့လက်ဟာအုံဖေရဲ့ပခုံးကိုဖမ်း၍စုပ်ကင်လိုက်မိပြီးသားဖြစ်နေလေတယ်။ကိုချစ်တင်ကိုဘိုးတုတ်အောင်စိန်နဲ့လှဝင်းတို့မှတရက်ခံပေါ်လာပြီးဖြစ်လို့ထိုအမှုမှလွတ်ကင်းကာ ယုံတင်ခြင်းမခံရတော့လဲနောက်တစ်လခန့်အကြာမှာဒီစထရိတ်တရားသူကြီးယုံတို့ရောက်လာကြရသည်ကို တွေ့ကြရလေတယ်ထိုလေးဦးယခုရောက်လာကြခြင်းမှာတရခန့်များအဖြစ်ရောက်လာကြခြင်းမဟုတ်ပဲကိုချစ်တင်နဲ့ကိုဘိုးတုတ်တို့ကသက်တည်အဖြစ်ရောက်လာကြခြင်းဖြစ်၍အောင်စိန်နဲ့လှဝင်းတို့မှာလက်မှတ်ရေးထိုးမဲ့တို့တို့သားတို့တို့သမီးအဖြစ်ရောက်လာကြခြင်းပင် ဖြစ်ပေတော့တည်းအားလုံးပဲကျေးဇူးများ යි တင်ပါတယ်ရှင်